င်္ဂလာပါရှင်ခက်တက်တက်လီဝေချင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးနိုင်ဧကန်လေးကျောင်းရဲ့စခန်းသို့လေဒီဖြေချပေးသည့်ပစ္စည်းတုံများအားကာယူနေစဉ် AA မှဒွန်လက်နက်ကြီးဖြင့်ပစ်ခတ်၍စစ်သားအချို့သေဆုံးပြီးကမ္ဘာလုံးမှပြုတ်ထွက်သွားဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဆီအိုဆူအဖွဲ့ဝင်များပြိမိနေသည့်အမ်ဗရန်လန်နိုင်ငံကတောင်မော်ရှိလေကြောင်းရကာကွယ်ရေးဗျူဟာစခန်းကိုလေတီးဖြင့်ချပေးသည့်လက်နက်ခရင်စားနေရိတ်ခါများကိုစစ်သားများကကာယူနေစဉ်အာရခတက်တော်အီမှလက်နက်ကြီးတုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်၍စစ်သား30ကျော်ခန့်သေဆုံးပြီးကမ္ဘာလုံးမှပျက်စီးသွားတယ်လို့သတင်းရရှိပါသည်။၎င်းအခြေအနေကို သိရှိထားသည့်စစ်ရေးသတင်းရင်းမြစ်တအူကနိုင်ငံကိုလေကြောင်းရကာကွယ်ရေးတောင်ကုန်းကို လေတီးတွေနဲ့ဒီကနေ့မနက်တကြိမ်နေ့လယ်တကြိမ်နှစ်ကြိမ်သာချပေးတယ်ဒုတိယအကြိမ်ပစ္စည်းကောင်းနေတော့အေအေလက်နက်ကြီးတစ်ခွဲကဒရုန်းလက်နက်ကြီးတွေနဲ့ချိန်ကပစ်ခတ်ခဲ့တာပါလို့ပြောပါတယ်နိုဝင်ဘာလ16ရက်နေ့နနက်ကပထမအကြိမ်ဝိုင်းတွဲမှလေတီးဖြင့်ရိခါတုံများချပေးခဲ့တယ်လို့နေ့လယ်ပိုင်းမှာဒုတိယအကြိမ်ဝိုင်းအေးဖြင့်ချပေးခဲ့တယ်လို့ဆိုပါတယ် ပထမအကြိမ်ဝိုင်းသွင်းနဲ့ခြာပေးတာဘာမှမဖြစ်ဘူးဒုတိယအကြိမ်ဝိုင်းအိတ်ကလေထီးတွေနဲ့ခြာပေးတဲ့စစ်သားတွေကခိုးအောင်နေတဲ့နေရာတွေကနေပြေးထွက်လာပြီးပစ္စည်းထုတ်တွေကိုစုပြုံပြီးကောင်းနေတော့အေကချိန်တိုင်းကိုက်ပြစ်ခတ်လိုက်တာပါလူလဲ၁၀လောက်တည်မယ်လို့ခန့်မှန်းရတဲ့စကန်ကုန်းဘော်ကကဘာလုံးဆောက်အောင်လဲလက်နဲ့ကြည့်ထိပ်ပြီးပြုတ်သွားတယ်လို့၎င်းကဆက်ပြောပါတယ် အမရန်လန်ပေါ်နိုင်ရီကန်တောင်လေချောင်းရံကာကွယ်ရေးပြူဟာစခန်းကိုအရခတ်တတော်အေးဦးဆောင်ပြီးတော်လန်ရီတပ်ဖွဲ့များကရဲအတန်ကြာဝိုင်းဝန်းပိတ်ဆို့ထားပြီးစစ်ကိုစစ်ကြောင်းများကိုလည်းတော်လန်ရီတပ်ဖွဲ့များကတောင်ကျေးနာတိမရောက်နိုင်အောင်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ထားပါသည်တို့အတွက်ရိတ်ခါနဲ့လက်နက်ခရမ်းများပြတ်တောင်နေသည်နိုင်ရီကန်ပြူဟာတောင်လေချောင်းရံကာကွယ်ရေးစခန်းကိုလေရင်များမှလေဒီများဖြင့်ရိတ်ခါများချပေးနေရပါသည်နိုင်ရကန်တောင်မှာရိတ်ခါကပြက်လက်နေပါပြီ။ဒါကြောင့်လေချောင်းကနေလေဒီနဲ့နေတိုင်းလိုလိုချပေးနေရတဲ့ အေးကလည်းအဲ့တောင်ကိုပပလေကဝိုင်းထားပြီးအလံဖြူတောင်လက်နဲ့ချဖို့ပြောထားတယ်။အောက်ခြေကစစ်ကူလည်းမရောက်နိုင်တော့ဘူးဆိုရင်နိုင်ရည်ကန်ကကြာကြာတောက်ခံမှုမလွယ်နိုင်ပါဘူးလို့ပြောပါတယ်။နိုင်ရည်ကန်လေးချောင်းရဲ့ကာကွယ်ရေးစခန်းမှာစီရီအရာချင်းချောက်ခံနေရပြီးရဲခါများပါပြက်လက်နေ၍ထွက်ပြေးသူစစ်သားများရှိသလုံးအာရခတပ်တော်ထံမှလက်နဲ့ချအလင်းဝညာသူများလည်းရှိနေတယ်လို့သိရပါတယ်။ အကြမ်းမတ်စစ်တပ်ကလမ်းတင်လမ်းဟောင်းနှစ်ခုလုံးကိုအုံပြုပြီးယခုလအစောပိုင်းကစပြီးနေရီကန်တောင်ကိုပြန်လည်ပြီးအပြင်းထန်ထိုးစစ်ဆင်နေပြီးမိလမ်းဟောင်းဘက်ကပစီကျေးရွာနဲ့လမ်းတင်ဘက်မှာကုတ်ကြီးကျေးရွာကိုရောက်ရှိမလာနိုင်ပေဝန်းဝန်းတိုက်ခိုက်ခံနေရတယ်လို့ဆိုပါတယ်။အကြမ်းမတ်စစ်တပ်ထိုးတာကတော့လမ်းနှစ်ဘက်စလုံးကဆင်နေတဲ့ဒါပေမဲ့တိုးမရောက်မှုဖြစ်နေတဲ့အင်းအေကနေရာကောင်းကနေဆောင်ဆိုင်တိုက်ခိုက်တဲ့အတွက်တချို့စစ်ကြောင်တချို့ဆိုရင်အကြဆုံးများပြီးနောက်ပြန်ဆုံနေရတယ်လို့၎င်းကပြောပါတယ်။ ဆီယောဆုကထိုးစစ်အောင်မြင်မှုမရသည့်ဖြစ်နေသည့်အတွက်လေးချောင်းမှစက်ပိုက်တာများဖြင့်အနီးအနားကျေးရွာတွေဖြစ်ကြသည့်နောင်လှိုင်ရွာဗစီစွန်သက်လင်းနယ်ကုန်းကြီးစားသည့်ကျေးရွာများကုန်ပုံကျဲနေမှုကြောင့်နေရအများပြားနေဘာသာရေးအဆောက်အအုံများစတင်ကြောင်းများလည်းပျက်စီးဆုံးရှုံးမှုရှိနေတယ်လို့သိရပါတယ်ရှင်ဆလဘီဖရူโซနဲ့ဘောလက်ခဲမှာတိုက်ပွဲပြင်းထန်နေဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်နီပြည်နယ်ဖရူโซနဲ့ဘောလက်ခဲမြို့နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်နီစစ်ရေးသတင်းရင်းမြစ်နယ်ရဲဘော်အချို့ကပြောပါတယ်။ စစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံနေတဲ့ KNY တပ်ပေါင်းစုတွေနဲ့ခမာရောရှိကျေးရွာအနီးတဝိုင်းမှာနေစဉ်ထိတွေ့မှုဖြစ်နေတာလို့ဆိုပါတယ်ဘလကဲအဆက်ပဲပြောရမယ်နေစဉ်ထိတွေ့မှုရှိတဲ့ထိတွေ့မှုကပြင်းထန်တယ်လို့ကရင်နီကာကွယ်ရေးရပ်ပေါ်တအူးကပြောပါတယ်တိုက်ပွဲတွေမှာနှစ်ဖက်တိုက်ခတ်မှုရှိပြီးစစ်ကောင်စီတပ်အနေနဲ့ဖရူโซဘလကဲလမ်းမပိုင်းကိုထိန်းချုပ်ဖို့ဖရူโซဘလကဲလမ်းမိုင်းကိုထိန်းချုပ်ဖို့စူးစမ်းနေတာအောင်မြင်မှုမရသေးဘူးလို့ကရင်နီစေတရင်ရှင်မြစ်ကတည်ပြပါတယ် တိုက်ပွဲတွေကမိုးပြက်ပက်ရောဖဲကုံပတ်မှာပါရှိပါတယ်။ဒါပေမဲ့ဗော်လခဲမှာတော့စက်တိုက်အခြေအနေပဲ။နောက်တစ်ခုကနဲမေခုံမျိုးကိုလက်နက်ကြီးနဲ့စက်တိုက်ပစ်နေတယ်လို့လကောင်းကပြောပါတယ်။ဒါအပြင်ဒီမော်ဆိုမျိုးနဲ့တောငန်ခါနဲ့ပရိုငန်ကြီးရွာဘက်မှာစစ်ကောင်စီတပ်ကဒုံးနဲ့စက်တိုက်တိုက်ခိုက်နေတာတွေရှိတယ်လို့သိရပါတယ်။ကင်းနေပြည်နယ်ဖရူဆိုထားလေးနံဖဲဗော်လခဲလက်မကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲ့ဒီလက်မကြီးကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးကင်းနေမျိုးသားကကွယ်ရေးတပ် KNDF ကပိတ်ထားပါတယ် စစ်ကောင်စီကကင်းနီပြည်နယ်မဲဆဲဖားဆောင်နယ်ရှားတော်မြို့နယ်ကလွဲလွန်ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီလုပ်မယ်ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျေမှခွင့်ပေးမှာမဟုတ်ကြောင်းကင်းနီပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်ရှင်။ဆလပင်စစ်တပ်ပန်200ကျော် MNDAA ပြန်လုံတီဝဒရံကိုနှစ်ဖက်ပိတ်ထားဆဲဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ လာရှုံမြို့နာမှာတက်ဆွဲထားတဲ့ MNDA တပ်တွေစုပ်ပေးဖို့ဖိအားပေးနေလို့နှစ်ပတ်ဆက်ဆံရေးတင်မာနေချိန်မှာတက်ဆန်နေဆက်ကွန်ဆက်စင်ရေးအတွင်းဖန်စီခဲ့တဲ့စစ်ကောင်စီတုံ့ပန်းနေရတဲ့က200ကျော်ကို MNDA ကစစ်ကောင်စီတပ်ပြန်လွှဲပေးလိုက်ပါတယ်။နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာ MNDA အရာရှိအချို့ကဦးဆောင်ပြီးပြန်လွှဲပေးလိုက်တာလို့လာရှုံမြို့ကသတင်းရှင်မြက်ကပြောပါတယ်။ တန်တမန်ရေးအရာလှုပ်ပေးတာဘောင်းတော့ကြော်မလာနဲ့လို့လဲမစေးပေးတာအခုကိုကန်းတက်တွေကို ပြန်ဆုတ်ခိုင်းတာကအချိန်နေပိုတင်းပါစေတဲ့ကိုကန်းကလုံးဝလက်ခံမမဟုတ်ဘူးလို့အထက်ပါသတင်းရှင်မြစ်ကပြောပါတယ်။နာဆိုမျိုးကနေမန္တလေးမြို့ပတ်ကိုဦးတည်တဲ့ပြည်သာစုလမ်းမကြီးပေါ်မှာရှိတဲ့တီဘောမျိုးမရောက်ခင်နာမောနဲ့တန်ရန်မိုင်းရမျိုးပတ်ကိုသွားတဲ့နတ်မဟိုရရွာတွေမှာ MNDAA တက်ဆွဲထားတဲ့နေရာတွေကနေစစ်ကောင်စီကပြန်ဆုတ်ခွာခိုင်းတာကနေတပတ်ဆက်ဆက်ရေးတင်မာနေတာပါ နိုဝင်ဘာလ17ရက်နေ့ကလာဆိုမျိုးစနက်ကောင်ဟိုတယ်ဆွေးနွေးပွဲမှာစေအိုဆိုးရဲ့အမန်ကဆက်စင်ရဲ့အထူအဖွဲ့မှုဒုတိယပေါ်ကျော်ကြီးကိုကိုဦးက MNDAA ကိုစလဲအဖွဲ့ကိုတားဆိုခဲ့တာဖြစ်ပြီးအစင်မပြေခဲ့ပဲဆွေးနွေးပွဲပြတ်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်း MNDAA ကအင်အားတိုးချထားခဲ့တဲ့လို့ပြည်တော်စုလမ်းမပေါ်ကဒီဘောတရားကိုလည်းစစ်တပ်နဲ့ MNDAA ကတဲအိတ်တွေနဲ့အပြန်လဲပိတ်ထားခဲ့ကြပါတယ် နိုဝင်ဘာလ16ရက်နေ့အထိပြောင်းမဖွင့်မဲ့ပြိမိနေတဲ့ကားတွေကစောင်းကွင်းလမ်းကနေသွာလာနေတယ်လို့သိရပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်လို့ MNDA ကရောစစ်ကောင်စီကပါသတင်းထုတ်မပြန်သေးပါဘူး။ပြေခဲ့တဲ့အော်တိုဘာလ15ရက်နေ့ကလည်းသစ္စနစက်ကွန်စစ်စင်ရေးကာလကဖမ်းဆီးခဲ့တဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကကဆက်လီလက်အောက်ခံတရင်ခလာယာနှစ်ခုခွန်ကပုံမှုကြော်စင်ရစကကတေကပုံမှုအောင်မြင်သူအပါအဝင်စစ်တုံးမှ45ဦးကို MNDAA ကပြန်လွှတ်ပေးခဲ့ပါတယ် 2024ခုနှစ်ဇန်နဝါရီလ5ရက်ကလောက်ကန်တာကစာကိုတိုက်ခိုက်သိမ်းမှတ်ခြင်းမှာလက်နက်ချအညာခံခဲ့တဲ့လောက်ကန်တာကစာမှုပုံမှုချုပ်မိုးကျော်သူပုံမှုချုပ်ထွန်းတော်မြင့်အပါအဝင်ပုံမှုချုပ်6ဦးအရာရှိ228ဦးအခြားစစ်1895ဦးကိုဖမ်းပြီးတပတ်ခန့်အကြာမှာ MNDA ကလွှတ်ပေးခဲ့ပူပါတယ်။လာရှိုမျိုးကအရှိမျောက်တန်းစစ်ဌာနချုပ်ကိုတိုင်းနဲ့တိုက်ပွဲမှာလည်း တိုင်မူဟာပုံမူကျော်စောတင်ဆက်စင်ရေကွက်ကံမူဌာနချုပ်တဲ့ပုံမူကျော်မျိုးမင်းထွင်ဂျာမခတန်းစစ်ဦးစီးချုပ်ပုံမူကျော်တတ်ထင်ဆိုလိုလိမ့် MNDA ကဖမ်းမိပြီးစစ်ကောင်စီတပ်ပြန်လွှဲပေးခဲ့ပါတယ်ပုံမူကျော်မျိုးမင်းထွင်ဟာယခုအခါမှာမုံရမျိုးအခြေဆိုင်အနမ်းမြောက်တန်းစစ်ဌာနချုပ်တိုင်မူတာဝန်ယူထားပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ညကမုံရွာနဲ့ချောင်းမြို့သားကထုံမိုရွာကိုပါရာမိုတာနဲ့ပုံကျဲရမှာကလေးငယ်တွေအပါအဝင်အရတား30ကျော်တိစုံခဲ့တဲ့ဖြစ်စဉ်ကိုအဓိကအမိန့်ပေးသူလို့တော်လရဲ့အင်အားစုတွေကပြောပါတယ်စစ်တပ်ဟာတောင်မြို့သားလွတ်မြောက်ရေးတပ်မတော်တည်ရန်လန်လေးထိန်းချုပ်ထားတဲ့ချောင်းမင်းနဲ့ဒီဘောမျိုးကိုပြီးခဲ့တဲ့အော်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနယ်ဒီပေါ်လမ်းမိုက်ပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုဖွဲ့ဖို့ပြင်ရပင်းနေတာဖြစ်ပါတယ်။ MNDAA ဟာ2023ခုနှစ်အော်တိုဘာလ28ရက်နေ့မှာညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TN လန်လင်တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာတစ်ဆယ်နှစ်ဆက်ကွန်ဆက်စင်ရေးစတင်ခဲ့ပြီးလားဆိုးလောက်ကန်ချင်းချွေဟောင်းမုံကိုဖောင်ဆိုင်တိန်နီတာမူညင်းပန်ဆိုင်မျိုးတွေကိုတင်ပိုက်ခဲ့ပါတယ်တင်ယူထားတဲ့မျိုးတွေမှာအုတ်ချုံရည်ရန်နေရဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ပြည်အားကြောင့်စစ်ကောင်စီနဲ့အပြည့်ရဆဲထားသလိုလာချိုမျိုးကိုလည်း2025ခုနှစ်အေဘီလမှာစစ်ကောင်စီတပ်ပြန်လွှဲပေးခဲ့ရပါတယ် တယ်နီမျိုးကိုပြန်ပေးဖို့စစ်တပ်ကဖိအားပေးနေတယ်လို့သတင်းတွေထပ်ပေါ်နေတာကြားပြီးဖြစ်ပေမယ့်မြေပြင်မှာတော့ MNDAA ကအုတ်ချုပ်ရေလုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်နေပါတယ်စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရဲစဲရေးတပေါ်တူညီချက်ဟာအစင်းဆိုင်ရာရလက်တခုထားဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းစီနေဖို့နဲ့ဖြူအားကြားကြားနားလည်နေဖို့ MNDAA ကအော်တိုဘာလ25ရက်နေ့မှာထုတ်ပြန်ခဲ့ပူပါတယ်ရှင်